မြန်မာနဝချင်းနယ်ကိုအစဉ်တစိုက်အားပေးနာဆင်နေကြတဲ့ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ္ယဇလာကောက်လေးတွေကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကလေးမှလည်းပရိသတ်များနားဆင်ရမယ့်ဇလာလေးကစာရေးဆရာအကားစော်ရေးသားထားတဲ့အဝိဇ္ဇာတော်တောင်းနဲ့ကျွဲပြောက်တဲ့ညဇလံလေးကို ပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ညနေပိုင်းရောက်တဲ့အချိန်မှာတော့ ပစ္စည်းနဲ့စိတ်တလုံးတို့ရေကန်းကြီးအတွင်းထဲကိုရေခက်ဆင်းလာခဲ့ကြတယ်။မိခါတော့တဲလီထဲမှာထိုင်ပြီးတဲကလေးကိုအတန်တိတ်စီချဖို့ကြိုးစားနေတယ်။တဲတစ်ခုလုံးကိုစီချရတာဆိုတော့အနည်းငယ်အချိန်ယူရတယ်။မကြခင်မှာတော့တဲကြီးတစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ်။ဒီခါအိမ်နောက်ဖေးမှာဟိချက်နေတဲ့ဒေါ်နုကအိမ်ရှိကိုထွက်လာပြီးထူးဆန်းနေတိတ်ဆိတ်သွားတယ်။အရာအလုံးကတိတ်ဆိတ်သွားသလိုပဲမိခါတစ်ချက်ပြုံးလိုက်မိတယ်။ အပြင်းစီချလိုက်တာမို့ပဝင်းကျင်ဟာအတန်တွေကိုမကြားရတော့ဘူးမိကတဲကလေးအစရတဖြည်းဖြည်းအဝန်းဝိုင်းကိုချက်ထုတ်လိုက်ကစီဝိုင်းကို တိုးချက်လိုက်လေတယ်ခလလမှာရှိတဲ့ယထာလန်းပွားယထာကြီးခုံမောင်းသွားပေမဲ့ယထာအတန်ကိုမကြားရအောင်မိကလည်းအဲ့ဒီညရောက်တဲ့အချိန်စိတ်တလုံးကိုမပြောဘဲနဲ့တူတူတိတိထွက်လာခဲ့လေတယ်တနေ့ကိုကျွဲချောင်းဆင်းထားတဲ့စိတ်တလုံးနဲ့ပေးစီတို့တယောက်နဲ့တယောက်ပွေ့ဖက်ပြီးအိပ်ပျော်နေကြတယ် မင်းရောက်လာတာမြန်သားပဲအိမ်ပြောက်ကြီးစီကိုရောက်တဲ့အခါမှာတော့ဒေါ်ပုတ်ကမိခါကိုကြိုဆိုနေတယ်အိမ်နောက်မှာတော့ရမန်နေ့ညအတိုင်းမှာအိမ်ပေါ်ထက်စီတက်လာခဲ့ကြတယ်ဒေါ်ပုတ်ကအခန်းကြီးအတွင်းနေရဥဆန်ပါကိုတွားရောက်ခေါ်ယူလိမ့်တယ်ဥဆန်ပါကလည်းကျုံးသားထိုင်ကိုကြီးပေါ်မှာထိုင်ချလိုက်တယ်ဘလို့လဲမိခါမင်းကပညာတဆင့်တက်သွားတယ်ဆိုတာကိုလာပြီးအစ်စစ်ဆေးခံတာလားဒါမှမဟုတ်ပညာတွေမတက်လို့ အခုကလေးကလာပြီးအရှုံးပေးရလားကျမအတန်ပဲဈေးချနေကိုတက်မြောက်ခဲ့ပါပြီဆရာကြီးဦးဆန်ပါအံ့ဩသွားတဲ့ပုံတော့ရှိတယ်ကောင်းပြီလေတက်မြောက်ပြီဆိုတော့စမ်းကြည့်တာပေါ့မပုတ်ရခေါင်းလောင်းယူလာခဲ့မပုတ်ကဇဝဲတစ်ခုပေါ်မှာတင်ထားတဲ့လက်ကင်ပါတဲ့ခေါင်းလောင်းကလေးတစ်လုံးကိုယူလာခဲ့တယ်အဲ့နောက်ခေါင်းလောင်းလေးကိုတထောင်ထောင်နဲ့တီးခတ်လိုက်တယ်ကဲမိခမင်းရဲ့ပညာကိုစမ်းသပ်ပြပြီးတော့ မိခကဒေါ်ဘော့အနီးပတ်ဝန်းကျင်ကိုလက်ညှိုးထိုးလို့အတန်ပိတ်စီးချလိုက်တယ်။ဒေါ်ဘော့ခေါင်းလောင်းတင်းနေတယ်ဆိုပေမဲ့ခေါင်းလောင်းတန်ကိုမကြားရအောင်။ဥစ္စာပါခေါင်းညိတ်ပြီ။မဆိုးပါအောင်။ဒါလောက်ဆိုရင်တော်တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့အပြင်စီးချပြပါအောင်။မိခကဒေါ်ဘော့အနီးကစီးကိုဖြတ်လိုက်တယ်။ဒီခါခေါင်းလောင်းတန်ကိုအတိုင်းသားကြားရတယ်။အဲဒီနောက်ဥစ္စာပါထိုင်နေတဲ့ထိုင်ခုံကိုလက်ညှိုးထိုးပြီးစီးချလိုက်လေ။ဒီခါဥစ္စာပါဟာ ပြင်ပကလာတဲ့ခါလောင်းတံကိုမကြားရတော့ဘူး။ဦးဆက်ပါကျင်းနဲ့စွာနဲ့ခေါင်းငိမ့်လိုက်ရင်တော်ပါပြီလေ။ဒါပေမဲ့ဒီလအဝင်းဝိုင်းအတန်တိတ်စီ6နာရုံလောက်နေတော့နောက်တိုက်တဆိတ်တက်ဖို့မဖြစ်နိုင်ဘူး။ဒီခါမိခအင်ကြီးတစ်ခုလုံးကိုတောင်မက ချက်ဝန်းကြီးတစ်ခုလုံးကိုပါအတန်တိတ်စီကို အပြင်စီအတွင်းစီချပြလိုက်လိမ့်တယ်။ဒီတော့မှဦးဆက်ပါကျင်းနဲ့သွားမိတယ်။ကောင်းပြီ။ဒါဆိုရင်မင်းတို့နောက်တဆင့်တိုးပြီးတင်မိရမယ်။ ။ဥစပါဇပွဲပေါ်မှာတင်ထားတဲ့မြေစည်းတန်ကြီးကိုယူပြီးစေးစာအကြံတွေကိုခောက်ချနေတယ်။ဒုရယာအစင်ရတော့စက်ခုလိုခေါ်တဲ့အမြင့်အာယုံကို ပိတ်ပင်တားဆီးဖို့အတွက်စီချတဲ့နေပဲ။ဥစပါဇပွဲခုံကိုလက်ညှိုးနဲ့ထောက်ပြီးမန်နယ်တစ်ခုကိုရွတ်ဆိုလိုက်လိမ့်တယ်။ဒီခါဇပွဲခုံပေါ်မှာရှိတဲ့စေးစာအကျွေးချံပြောင်မောင်လေးတွေကယုံချီပြောက်ွယ်သွားခဲ့တယ်။မင်းမြင်မီမဟုတ်လား။ဒါအတွင်းစည်းပေါ်တော့ဆရာကြီး ဦးဇံပါမိခါကိုတစ်ချက်ဆိုက်ကြည့်လိုက်တယ်ဒီအချိန်မိခါရဲ့နဘေးပပတ်လည်းမှာဘာမှမမြင်ရတော့ပဲအဖြူရဝါတာတာကြီးကိုပဲမြင်လိုက်ရတယ်ဒါကတော့အပြင်းစီးခွန်မှာပေါ့နော်ဆရာကြီးဟုတ်တယ်မိခါအတွင်းစီးရလွယ်ပေမဲ့အမြင်အာရုံမှာအပြင်းစီးရအရန်ခတ်တယ်ဘာလို့လဲဆိုတော့ तू ကမင်းရဲ့ပပတ်လည်းရလောကကြီးကိုမမြင်တာလို့စီးခတ်ထားရတဲ့သဘောပဲကျမနားလဲပါပြီဆရာကြီးဒီမန္တန်ကိုတည်တည်ချာချာရုတ်ဖတ်ပြီးလိလာကြက်မှတ်ပါ ဥဇာပါမိခအောင်မန္တန်တခုတင်ကြားပေးလိုက်ပြန်တယ်။မိခအဲ့ဒီမန္တန်ကိုရွတ်ဖတ်ပြီးတဲ့နောက်လက်ဖြတ်မှာဝစ်ဆင်ထားတဲ့လက်ကောက်ကိုလက်နဲ့ထောက်လိုက်တဲ့အခါလက်ကောက်တကွင်းကပျောက်ချင်းမလားပျောက်သွားတယ်။တဖန်ဒေါ်ဘုတ်ကိုလက်ညှိုးထိုးပြီးတော့မန္တန်ကိုရွတ်ဆိုလိုက်တဲ့အခါမှာတော့ဒေါ်ဘုတ်ဟာမြင်ကွင်းကနေကွဲပြောက်သွားခဲ့တယ်။မိခတခိခိနဲ့ရီမောရင်ရုပ်ကိုဖြောက်ရတာတိတ်ပြီးပြောဖို့ကောင်းတာပဲ။မိခအမျိုးမျိုးလေးကျင့်နေတယ်။ကဲမင်းပြန်တော့ ခொနည်းရမပြည့်ခင်ဒီကိုပြန်လာခဲ့ခொနည်းတောင်မဟုတ်ဘူးဆရာရဲ့မင်းနဲ့ပြန်အောင်ပြန်လာခဲ့မယ်မိခတရားကိုပြောပြောဆိုဆိုနဲ့အိမ်မော်ကနဲ့ဆင်းသွားလိမ့်တယ်လေကားအတက်ဆင်းနေရမှာတိုင်ခက်ချိန်သေးနိုင်ကြီးတလုံးရှိပြီးတော့နိုင်ကြီးကရက်တက်နေတာကိုလည်းတွေ့ရတယ်မိခကခေါင်းကုပ်လိုက်ပြီးနိုင်ကြီးကရက်နေတော့ဘယ်အလုပ်ဖြစ်ပါမလဲအဲ့လိုရေရွတ်ပြီးတော့အိမ်မော်ကနဲ့ဆင်းသွားလိမ့်တယ်တော်ဘုတ်ကတော့ပြုံးလို့ဥဆောင်ပါရဲ့အနည်းကိုတိုးကပ်လာပြီး ဒီကလေးမှညာကောင်းတယ်လို့ပဲပြောရမယ်နော်ဆရာကြီးတရက်လောက်တင်လိုက်တာနဲ့ဒီလောက်ထိတက်တာ သူ့ရဲ့ပါရမီထူးတယ်လို့ပဲပြောရမလားဒီကဥစ္စာပါတစ်ချက်မဲ့ပြီးတော့ကျုပ်ကတော့ဒီကလေးကိုစိုးရိမ်မိတယ်မပေါ့ဒီပညာတွေကိုကျုပ်ကနှစ်ပတ်အောင်လေ့ကျင့်ခဲ့ရတယ်ဆိုပေမဲ့ "तू ကတနေ့တည်းရင်နဲ့တက်မြောက်တယ်ဆိုတော့ဒီကလေးဟာတစ်ချိန်ကျရင်အဆွတ်ထက်တဲ့လူတူကြီးတိမ်ဖြစ်လာမှာပဲ" အစွတ်တက်တာမကောင်းဘူးလားဆရာကြီးရဲ့လူစွဲငေါပေါ်ရင်လောကကြီးပျက်စီးတယ်တဲ့မပုတ်ရဲ့လူတွေအကောင်လုံးကမဆွတ်တဲ့အခါကျမှသူတို့စားဖို့နေဖို့ကလွဲရင်တခြားရာမတွေးမိဘူးမဟုတ်လားဒီကဘာကြီးအခုလိုပျက်စီးယုံရင်းနေတာကလူတွေဆွမ်းလာလို့ပဲဥစားပါရဲ့စကားကိုမပုတ်ကနားမလည်နိုင်မဲခေါက်ကုန်နေမိတယ်ကဲမပုတ်ကြုံနာမှခေါင်းကိုတမြင်းမြင်းလာကုန်နေနဲ့အခုညပဲဟိုညီအကိုကိုသွားခေါ်လိုက် မပုံမျက်လုံးပြူးသွားတယ်။ဒီညီကိုခေါ်မယ်ဆိုတော့ဆရာကြီးကဒီကလေးမလေးပေါ်ရက်ဆက်တော့မလို့လား။ငါရက်ဆက်တာမဟုတ်ဘူးမပုံရဲ့။မဖြစ်တဲ့နာမဖြစ်အောင်တားဆီးရအောင်ကွာ။ဦးဆက်ပါပြောဆိုရင်အိမ်ကအတွင်းထဲကိုဝင်သွားလိမ့်တယ်။မပုံကတော့ဦးဆက်ပါကိုကြည့်လို့နားမလည်နိုင်ပဲဖြစ်နေမိတယ်။နောက်တနေ့မနက်လေးနဲ့အခါမှာတော့ပေစီကြွဲချောင်းထွက်လာခဲ့တယ်။မိခနဲ့စိတ်တလုံးကလည်းလှုပ်ရှားမရှိတဲ့အတွက် ပေစီရဲ့အနောက်စီကိုလိုက်လာခဲ့ကြတယ်။စိတ်တလုံးတော်ကြွဲကြောင်းသားတစ်ပိုင်းဖြစ်နေပြီးကျွဲတွေကိုကုကမောင်းနေပြီးနေမိတယ်။ဦးကြီးစိတ်တလုံးလည်းကြွဲကြောင်းသားတစ်ပိုင်းဖြစ်နေပြီနော်။အေးဟာဒါနဲ့မိခနင်းစရာကြီးဦးဆံမသိမိတဲ့ပညာတွေကိုလက်ကျင့်နေရလား။လက်ကျင့်နေပါတယ်ဦးကြီးစိတ်တလုံးရဲ့။အေးနင်းလည်းဒီပညာတွေမြင်မြတ်တတ်မှာပဲမိခ။ဒီပညာမတက်ခင်ငါတော့ကြွဲကြောင်းတဲ့ပညာတွေတော်တော်တက်နေပြီဟာ။ ကျဲဒီကရေကပ်အဆက်စီကိုဆင်းသွားပြီးတော့ရှုပ်နှုံနေတဲ့မှာလူးနေကြတယ်။ပီစီကလေးကွာတစ်လက်ကိုထုတ်ယူပြီးကဲဒီနေ့တော့ကျဲเจ้าသားပညာမှာအမှတ်စဉ်နှစ်ဖြစ်ငှက်ပြထွက်ကြမယ်ဗျာ။ဘာငှက်တွေဖြစ်မှာလဲပီစီကဂျိုးတွေဂျိုးပြစ်မယ်ဗျာ။ခါတွေခါပြစ်မယ်။ရေကျက်တို့ဗျိုင်းတို့ရရင်လည်းကောင်းတာပဲ။အေးကွာငှက်သားစားရတာပေါ့။စိတ်တလုံးနဲ့ပီစီတို့အတိုင်ဖောက်ညီနေကြတယ်။ပီစီကလေးကွာကိုအသေးပြေစေလို့ တော်ရန်ကလေးအတွင်းထဲကိုချင့်ကပ်လာခဲ့တယ်။ခြေတံကိုခက်လုံလုံထားပြီးချင့်ကပ်လာတဲ့အတွက်တော်ရန်လေးအတွင်းထဲကငှက်တွေကပေစိရောက်နေတာကိုတရိပ်မထားမိဘူး။ဆယ်တလုံးနဲ့မိခါတို့လည်းပေစိအနောက်ကနေလိုက်လာခဲ့ကြတယ်။တနေ့ရရောက်တဲ့အခါမှာတော့ပေစိရက်တက်ပြီးတိတ်ကိုင်းတစ်ခုကိုညှို့ပြလိုက်လေ။ဟိုမှာကြည့်စမ်းဦးကြီးစိတ်တလုံး။ပေစိပြတဲ့တိတ်ကိုင်းကလေဘင်းမှာအပြာရောင်ရှိတဲ့ဂျွန်းငတ်လေးတစ်ကောင်နားနေပြီးတော့ တကူးကူးနဲ့အော်မြင်နေလေတယ်။အဲ့ဒါဘာငက်လဲပေစီရ။ဂျိုးလေပြားလို့ခေါ်တယ်။ကင်စားလိုက်ရင်တော့တိတ်ကောင်းတာပေါ့ဗျာ။ပေစီရငက်ကလေးကိုလေးခွားနဲ့ထိုးချိန်တယ်။ဒီခါမိခဟဲ့ပေစီဒီလိုမလုပ်ပါနဲ့ဟာ။ငက်ကလေးကချစ်စရာလေးပါဟာ။ချစ်တာကဘိုက်ဘွားဘူးမိခရ။နင်းအตาနေစမ်းပါ။ပေစီယာငှက်ကလေးကိုလေးခွားနဲ့အตาလေးထိုးချိန်လိုက်တယ်။မိခာ ငါကလေးရှိတဲ့နေရာကိုစီချလိုက်တယ်ဆိုပေမဲ့ငါကလေးကပြောက်မသွားအောင်ဒီချိန်ပစ္စည်းကလေကောက်ကိုလွှတ်လိုက်တဲ့အခါလာစာလောကငါကလေးစီကိုတဲနေမဲ့မဲ့ပြန်ဝင်သွားခဲ့တယ်မိခကရုတ်တရက်ထောက်အောင်လိုက်တဲ့အခါငါကလေးကလန့်သွားပြီးထောက်ပြန်တဲ့အတွက်လေကောက်ကချက်ကောင်းမထိပဲငါကလေးရဲ့တောင်းမဲ့တစ်ဖက်ကိုသာရှက်ထိမှန်ပြီးတော့ငါကလေးကခလန်းလာမှရှိတဲ့ခြုံမုတ်ကလေးတစ်ခုအတွင်းထဲကို ပြုတ်ကျသွားခဲ့တယ်စိတ်တလုံးကမတက်ထားရပြီးတော့ဟာ ဟောချုံပုတ်တယ်ကြောက်သွားပြီကွလာဟိပစ္စည်းနဲ့စိန်တလုံးတို့ချုံပုတ်စီကိုအပြေးလာသွားကြတယ်မိခါငှက်ကလေးကြောက်သွားတဲ့ချုံပုတ်နေရာကိုလက်ညှိုးထိုးပြီးစိတ်ထဲကစီဝိုင်းမှတ်ကအမြင်ဖြောက်အတွေးစီကိုချလိုက်တယ်စိန်တလုံးတို့တက်ပြီးအောက်ကိုရောက်တဲ့အခါမှာတော့ချုံပုတ်တစ်ခုလုံးပျောက်ကွယ်သွားတာကိုတွေ့ရတယ်ဟာဟဲ့ပစ္စည်းချုံပုတ်ကဘယ်ရောက်သွားတာလဲကွဟုတ်ပါဗျာခုနကဒီနောက်မှာချုံပုတ်တစ်ခုရှိပါတယ်ဗျာ စိတ်တလုံးတို့အနီးနားမှာလှက်ပက်ရှာပေမဲ့လေခြုံပုတ်ကိုမတွေ့ရတဲ့အတွက်အာရုံပြီးပြန်လာခဲ့တယ်။ဒီအချိန်မိခမြေပေါ်မှာကြံ့နေတဲ့လောင်လေးကွာကိုတွေ့တဲ့အခါမှာလည်းဖုံးကွယ်ထားလိုက်ပြန်တယ်။ပေစီကမြေပြင်ပေါ်ကိုကြည့်ပြီးဟာကျောက်ရဲ့လောင်လေးကဘယ်ရောက်သွားလဲဗျ။ငါလည်းဘယ်သိမလဲကွာ။ခုနငှက်ကိုထီတော့ဒီနားလေးချခဲ့တာပဲဗျာ။အခုပြန်လာတော့မရှိတော့ပါလား။မင်းကွာတေးသေးချာချာအောင်မလုပ်ဘူး။ လေးဝါမရှိတော့တို့တွေငှက်ဘယ်လိုဖြစ်တော့မလဲကွာမိခါကရှိပြီးတော့လေးဝါပြောက်သွားတော့ငှက်ကလေးတွေလည်းအသက်ချမ်းသာရသွားတာပေါ့ဟာလာပါတို့တွေအတီးတော်ခုကြဆိုငှက်တွေလိုက်ပြမနေနဲ့ငရေကြီးလိမ့်မယ်မိခါကခေါ်တဲ့အတွက်စိတ်တလုံးတို့မလိုက်ချင်လိုက်ချင်နဲ့လိုက်လာခဲ့ရတယ်ဒီအချိန်မှာပဲခြုံတစ်ခုအနာအဖြတ်ခြုံတော်အတွင်းနေရရေချက်တစ်ကောင်ကထပြန်လိမ့်တယ်ပေစီကဝမ်းသာအားရနဲ့ဟာရေချက်ကြီးပြအိုးကြီးစိတ်တလုံး စိတ်တလုံးကလည်းဘာမပြောညာမပြောနဲ့မျက်စိအုပ်ထားတဲ့တရေပြားကိုဖွင့်ပြီးရေချက်ကိုအလင်းတန်းနဲ့ပြစ်ခတ်လိုက်တယ်။ရေချက်ကစိတ်တလုံးပြစ်ခတ်တဲ့အလင်းတန်းထိမှန်ပြီးမိုးပေါ်ကနေဖုတ်ခနဲ့ပြုတ်ကျလာခဲ့တယ်။ပီစီကရေချက်ကိုသွားကောက်လိုက်တဲ့အခါရေချက်ကခြေထောက်နဲ့အတောင်ပံသာကျက်ပြီးအလဲကော်လုံးကစိတ်တလုံးပြစ်ခတ်လိုက်တဲ့အလင်းတန်းရဲ့အရှိကြောင့်မိကျွဲ့မိမဲတူးနေလေတယ်။ပီစီကခေါင်းကိုရင်သွားပါပြီဗျာ။ဦးကြီးစိတ်တလုံးကလုံလိုက်အရန်ရန်ကြီးပဲဗျာ။ စိတ်တလုံးကဘာမှပြတ်မပြောပဲရည်ကျက်ကျက်လှုပ်နေတယ်။ဒီနေ့တော့ဘာလို့လို့အဆင်မပြေပါဘူးကွာ။အဖြစ်တော့ရှိနေတယ်ဗျ။အဖြစ်အဖြစ်။ပီစီကအဲ့ဒီလိုရေရွတ်ပြီးတော်တန်းလေးအတွင်းထဲကိုဝင်ရောက်သွားခဲ့တယ်။မိခါကတော့တခိခိနဲ့ရင်မောရင်အဲ့ဒီအဖြစ်ကတခြားလူမဟုတ်ဘူးစိတ်တလုံးရဲ့။အဲ့ဒါငါပဲဟာငါပဲ။မိခါခွတ်ထိုးခွတ်လိုက်ရင်မောလိုက်လိမ့်တယ်။မိခါယူနေတာကိုပီစီနဲ့စိတ်တလုံးတို့ကမသိလိုက်ကြအောင် မိခလောင်လေးကွာကိုကောက်ယူလို့တော်တွေးတင်နေရစီပြစ်ထက်လိုက်တယ်။စီးချလို့ဖျောက်ထားတဲ့ချုံမုတ်ကိုလည်းပြန်လဲဖို့ပြီးချုံမုတ်အတွေပြင်းဝင်လိုက်တဲ့အခါအတောင်ပံရှက်ထိထားတဲ့ဂျုံငက်ကလေးကမြေပြင်မှာလွတ်လွတ်နေတယ်။မိခဂျုံငက်ကလေးကိုကောက်ယူလို့တစ်ပေခွားတစ်ခုပေါ်မှာတင်ပေးပြီးဂျုံငက်ကလေးနောက်ဆိုဒီနောက်မှာလာမနေနဲ့နော်။ဒါတော့ဝဝေကိုပြန်သွားတော့ဂျုံငက်ကလေးကမိခပြောတာကိုနားလဲတဲ့လားခေါင်းတစ်ချက်ညှိပြီးနောက် မကြခင်လေးဘောစီတဖြည်းဖြည်းချင်းပြန်တက်သွားလိမ့်တယ်။ပီစီကကျွဲတွေကိုအချိန်ရှိသေးရေတွက်နေလေတော့ကိုစိတ်တလုံးသတိထားမိတယ်။ဟေးပီစီမင်းကလည်းကွာအချိန်ရှိသေးကျွဲတွေကိုကြည့်ပြီးရေတွက်နေတော့တာပဲ။ဒီကျွဲတွေကမင်းပိုင်တဲ့ကျွဲတွေမဟုတ်ပါဘူးကွာ။ကိုပိုင်တဲ့ကျွဲမဟုတ်လို့တေချာရေတွက်ရတာပေါ့ဗျာ။ကို့ကျွဲသားဆိုဘာဖြစ်ဖြစ်လှုပ်ထားမှာပေါ့။ဦးကြီးစိတ်တလုံးကမသိလို့ဗျ။အဲ့ဒီဒေါ်ပုဆိုတဲ့မိန်းမကြီးက အရက်ပုတလောက်စိတ်ကောင်းနှလုံးကောင်းလည်းမရှိရဘူးဗျ။ငါတွေ့ပါတယ်ကွာ။ငါတို့ရောက်တဲ့နေ့ကမင်းဟာစံတောင်းတာကိုပြောဆိုနေတာငါကြားသားပဲ။ဟုတ်တယ်ဗျ။သူ့ကျွဲတွေကြောင်းရင်ကျွဲတစ်ခါပျောက်ရင်ကျွဲတစ်ခါပြန်ရောပြေးရမယ်တဲ့။ဒီလောက်တည်စီတဲ့မိမကြီးရဲ့ကျွဲတွေကိုမင်းကြောင်းပေးမနေပါနဲ့လား။မကြောင်းပေးလို့ဖြစ်မလားဗျ။ကျုပ်ကိုယုံယုံကြည်ကြည်နဲ့ကြွဲချောင်းခိုင်းတာသူတို့ပဲရှိတာ哦ဒီလိုနဲ့ညနေဆောင်တော့ ကျွဲအုပ်ကိုပြန်မောင်းသွင်းလာခဲ့တယ်။ဒေါ်ဘူးကျွဲချက်စီကိုရောက်တဲ့အခါမှာတော့ဒေါ်ဘူးကကျွဲလူကိုကြည့်။ဟဲ့ငါကျွဲဒီဟာပိတ်လာချီလား။ငင်းအစာကောင်းကောင်းမကျွေးဦးထင်နေနော်ပေစီ။မဟုတ်ပါဘူးဗျာ။ဒီမှာကျွဲတွေအကုန်ဖက်တွေဖောင်းတင်းနေတာပဲဗျ။နောက်ပြီးသူတို့ကိုကြောင်းနေနေရလေ။ရွာကတခြားကျွဲကြောင်းနေလူတွေမလာတဲ့မြက်ခင်းတွေမှာကျွေးတာပါဗျ။ဘဝလည်းလည်းစားရပါတယ်။မလို့ကြီးမွေးခေါမတွေ့လား။ ကျွဲ့ရည်နဲ့ကြပိတ်ကက်နေတာနေဟာလေးတော်တော်အတော့မကြတဲ့လူပဲပေးစီရဲ့ဒါကြောင့်နေကိုဆက်နှလုံးပဲပေးမယ်ပေးစီရဲ့မျက်နှာညှို့ချသွားခဲ့တယ်ဒေါ်ဘူးကစိတ်တလုံးနဲ့မိခါကိုကြည့်ဟိုနှစ်ယောက်ကရောဘာရက်လုံးနေကြတာလဲဘာလဲနေနှုတ်ကလည်းအကျဲချောင်းပေးရတယ်ဆိုပြီးဆန်တောင်းအောင်မလို့လားမရဘူးနော်မရဘူးနေနှုတ်ကငါအကျဲချောင်းငှားထားတာမဟုတ်ဘူးဟဲ့သိပါတယ်ဗျာကျုပ်တို့ကလည်းပြင်းနေလို့ခမရကျွဲကိုလိုက်ချောင်းပေးနေတာပါ တော့ဘူးကငွေသွားကြီးပေါ်အောင်ပြုံးပြီးတော့အမလေးလေးလေးမကြဘူးလားတွေကြားနေရပါလားပြင်းလို့သူများကျဲကိုအလကားចောင်းပေးတယ်တဲ့အေးအေးအေးနင်တို့လူလူတွေများများရှိရင်ငါကျဲចောင်းခါတတ်တာတော့ပေါ့အေးစိတ်တလုံးကဒေါသထွက်ထွက်နဲ့လက်သီးကိုဆုပ်လိုက်မိတယ်မိခကရိမ့်မိတဲ့အတွက်စိတ်တလုံးလက်ကိုဆွဲပြီးဦးကြီးစိတ်တလုံးလာပါတော့ကြဆုစိတ်တလုံးကမိခခေါ်ဆောင်ကအနောက်ကိုမလိုက်ချင်မဲ့လိုက်လာခဲ့ရတယ် ဒါနဲ့မိခငါတို့အတွက်မမကြီးကခီးစိတ်တွေပေးလိုက်တယ်မဟုတ်လားဟဒီသားမကဒီလောက်တနာဖို့ကောင်းတာဟာသူတို့ငွေနဲ့နဲ့ပေးလိုက်ပေါ့ဟပေးမှာပေါ့ဦးကြီးစိတ်တလုံးရဲ့အခုကသူတို့ကိုဆန်းတက်နေတာမို့လို့ပါဘာတွေဆန်းတက်နေရလဲမိခရဲ့သူတို့သားအမကကျမတို့ဘယ်အချိန်ထိမင်းကြီးမညူတင်ကျွေးထားမလဲဆိုတော့ကိုဆန်းတက်နေတာသူတို့ညဉ့်ညူလာရင်ဘယ်လိုလုပ်မလဲ အဲ့ဒီခါကျရင်ကျမတို့ကသူတို့သားမျိုးငွေတွေထုတ်ပေးလိုက်တာပေါ့ရှင့်အခုတောင်တရက်ကို၁၀နှုန်းနဲ့တွက်ထားတဲ့ဦးကြီးစိတ်တလုံးတကယ်လို့သူတို့၅ရက်မှညူစုလာပြီဆိုရင်90ပေးမယ်၁ရက်မှညူစုလာတယ်ဆိုရင်တော့တရပေါ့ရှင့်ဖြစ်ပါမလားမိခါရဲ့နေဟာလည်းတမျိုးကြီးပဲနော်ဖြစ်ပါတယ်ဦးကြီးစိတ်တလုံးရာဟုတ်တော့ပဝါလေးဘယ်နှကြလဲလဲမသိဘူးမိခါကလည်းဘေးပတ်ဝန်းကျင်ကိုလှက်ပတ်ရှာပြီးတော့ ကျွဲချန်နေကျင်းနေတာပဲဖြစ်မယ်။ဦးကြီးစိတ်တလုံးအရင်သွားနေတော့ကျမအနောက်ကနေလိုက်ခဲ့မယ်။စိတ်တလုံးတယောက်ငါးဆိုင်ငါးဆိုင်နဲ့ရှောက်သွားလိမ့်တယ်။မိခါကကျွဲချန်စီကိုအตาလေးပြေလျှောက်လာခဲ့တယ်။ကျွဲချန်ကပေတရာပက်လေကျဲဝင်ပြီးတော့တလုံးတောင်တွေမျောတောင်တွေနဲ့ကာရထားပြီးခြံတကားကိုလည်းအသေးချာပြုတ်လောက်ထားတာမို့ကျွဲတွေလှုပ်ထွက်သွားဖို့မဖြစ်နိုင်ဘူး။မိခါကကျွဲချန်ကိုကြည့်ပြီးတစ်ချက်ပြုံးလိုက်တယ်။တကယ်တော့မိခါကကျွဲချန်မှာပေါ်ဝါကြံခင့်ခြင်းမဟုတ်ပဲ ကျွဲချံပိုက်ရှိဒေါ်ဘုကို ပြညာပေးချင်လို့နေခဲ့တာမိကကျွဲချံကိုပက်ပက်လဲကာရံထားတဲ့တိုင်တွေကိုကြည့်ပြီးတော့တန်တတန်အနဲ့တတန်းကိုကူပြောင်းလို့စိတ်ဆွဲအိမ်နဲ့စေဝါတစ်ခုတစ်ပွဲမှတ်ယူလိုက်လေတယ်အဲ့နောက်မန်နံကိုရွတ်ဆိုပြီးကဲကျွဲတကောင်ပြောက်ရင်နှစ်ကောင်အစားလိုချင်တဲ့ဒေါ်ဘုရင်ရှစ်ချံထဲကကျွဲတွေအကုန်ပျောက်သွားရင်ရှစ်မျက်ခွက်ကြီးဘလို့နေမလဲဆိုတာကြည့်လိုက်ချင်းတည်းရဲ့မိကကျွဲချံကိုအမြင်ကွယ်တဲ့စီးချပေးလိုက်တယ် ဒီကကျွဲချက်အတွင်းကြီးကကျွဲတွေကပျောက်ချင်းမလားပျောက်သွားခဲ့တယ်။ဒါတွေမကသေးဘူး။ကျွဲတွေရောအော်တန်ကိုတော့မှမကြိုက်အောင်လို့အတန်ဖြောက်တဲ့စီးကိုပါချပေးလိုက်လိမ့်တယ်။မိခါကဲလုံးတလုံးကို ကောက်ပြီးတော့ဒေါ်ပူရဲ့အိမ်မော်စီကိုပြစ်တင်လိုက်တယ်။အိမ်ကောင်ပေါ်ခဲကြတဲ့အတွက်ဒေါ်ပူဆဲဆူပြီးအပြစ်ထွက်လာတယ်။ဟဲ့ဘဲရကလေးကဝရတဲ့လက်တက်ဆက်လိုက်တာလေပြောစားဒေါ်ပူကပဝင်းကျင်ကိုလှဲကြည့်လိုက်တဲ့အခါကျွဲချက်အတွင်းကျွဲတကောင်မှမရှိတဲ့အဖြစ်ကိုမြင်တွေ့သွားလိမ့်တယ်။ အမလေးလောက်ကြမအောင်တော့ကျွဲတွေဘယ်ကြောက်ကုန်တာလဲတော့ဘူးအော်ဟစ်ပြီးနောက်ကျွဲချက်အတွင်းတွေကိုဝင်သွားလိမ့်တယ်ကျွဲတွေကိုမတွေ့တဲ့အခါမှာမြေပေါ်မှာထိုင်ချလို့ငိုယွနေတယ်မိခါတော့ကြိတ်နေမိတယ်မှတ်ထားမိမကြီးမှတ်လောက်သားလောက်ဖြတ်သွားအောင်တညာလောက်တော့ကျွဲတွေဖြောက်ထားလိုက်အောင်မိခါပစ္စည်းတို့တဲလေးစီကိုပြန်လာခဲ့တယ်ညနေခင်းထမင်းစားနေတဲ့အချိန်မှာတော့ရွာတကြီးနဲ့လူကြီးတချို့တဲစီကိုရောက်လာခဲ့ကြတယ်မောင်ပေစီရေ မိကျွဲတွေကိုတည်တည်ချာချာကြောက်ရလားကွာကြောက်မှလည်းတကြီးကအခုညနေတော့ဒေါ်ဘူးကျွဲချက်ကိုကျွဲတွေထည့်ပေးခဲ့တာပဲလीတကောင်းမှမပြောက်ပါဘူးအေးကွာဘလို့ဖြစ်တယ်မသိဘူးဒေါ်ဘူးချက်နေရကျွဲတွေအကုန်လုံးပြောက်ကုန်လုံးကွာဘလို့ဖြစ်ရတာလဲတကြီးရဲ့ကျွဲချက်တကောင်ပွင့်သွားလို့လားတကားလည်းမပွင့်ဘူးလို့ဒေါ်ဘူးကပြောတာပဲကွာအခုကတကောင်ကလေးမဟုတ်ဘဲနဲ့အုတ်လိုက်ကြီးပြောက်သွားတော့ဒေါ်ဘူးလည်းအယူတစ်ပါးကြီးဖြစ်နေတာဟာ ဟာကောင်းတယ်ဒီမိမကြီးဒီလိုခိုင်းရတာကောင်းတယ်ဟိမိခစိတ်တလုံးရဲ့ပေါင်ကိုလှမ်းဆွဲကုတ်လိုက်တယ်ပေစီကတော့လက်လေးဆေးပြီးတော့ကျွန်တော်လိုက်ကြည့်လိုက်ပါမယ်တကြီးကျွန်တော်ကြောက်တာဆိုတော့ကျွဲရီကကျွန်တော်တော့တော်တော်ခင်တယ်ကျွန်တော်ရှာကြည့်ပါဦးမယ်ဒေါ်ဘူးချာမှာကျွဲရီပျောက်သွားတဲ့တရေရဟိုးလေးတကြောကြောဖြစ်သွားတယ်ဒေါ်ဘူးကလည်းဗရာမြေလူဖြစ်ပြီးထမိန်တော့မနိုင်တော့ဘူးမိခကတော့ဒေါ်ဘူးရဲ့အဖြစ်ကိုမြင်ပြီးတနာသွားမိတယ် ဒါနဲ့ပီစီရဲ့အနီးကိုတိုးကပ်ပြီးတော့ဒီမြပီစီကျွဲရင်ရှာပေးမယ်လို့ပြောလိုက်ဒါပေမဲ့ကျွဲတကောင်ကိုတစ်ချက်နှုံနဲ့ကျွဲ25ကောင်ကိုအစိတ်ပေးရမယ်လို့ပြောလိုက်ဒီလိုပြောလို့ဖြစ်ပါမလားဟာသူ့ကျွဲတွေဘယ်ရောက်သွားလဲဆိုတာငါလည်းမသိပဲနဲ့ပြောလိုက်စမ်းပါဟာငါရအောင်လှုပ်ပေးပါမယ်ပီစီလည်းအရှိကိုတိုးလာပြီကျွဲတွေကိုကြုတ်လိုက်ရှာပေးမယ်တော့ဘူးဒါပေမဲ့ကျွဲတွေတွေ့ကျုပ်ကိုကျွဲတကောင်ကိုတစ်ချက်နှုံနဲ့ ွေ25ကောက်အတွက်25ချက်ပေးရမယ်နော်။မေဘာပြောလိုက်တယ်ပီစီ။ကျွေးရဘယ်မှာရှိတယ်ဆိုတာကိုမသိသလား။ကျွေးအုပ်သွားနိုင်တဲ့နေရာတွေကိုကြုတ်တွင်းမိပြီးသားပါ။ဒီကတကြီးကဒါလောက်တော့ခမပေးတင်နေတော့ဘူး။ပေးပါမယ်။ကျွေးရအကုန်ပြန်ရှာတွေ့ရင်တော့ပေးပါမယ်ရှင်။မိကအရှို့ထွက်လာပြီးတော့ကဲဒါပြည့်လဲအားလုံးလိုက်ရှာကြတာကောင်းမှထင်တယ်။ကျွေးရှာတဲ့လူတွေက အရက်လေးမျက်နှာစီကိုထွက်ခွာသွားလိမ့်တယ်။ဒေါ်ဘူးတယောက်နှလုံးတုံလုံးနဲ့အတွက်အိမ်မော်တက်ပြီးသွေးစေးသွားတောက်နေတယ်။ဒေါ်ဘူးပြန်ဆင်းလာတဲ့အချိန်ကျွဲကျဲတွေကျွဲတွေကိုတွေ့လိုက်ရတယ်။ဒေါ်ဘူးကခေါင်းကုပ်ရင်းအလို့တော်ကျွဲတွေဘယ်လိုပြောင်းလာပါလဲ။ဒေါ်ဘူးအမြင်မှားလာနေမှာပါ။ကျွဲတွေကခြံထဲမှာပဲရှိနေပါလေ။မဟုတ်ပါဘူး။ငါခုနကတေးသေးချာချာကြည့်ပြီးသားပါ။ဒီကမိခါလဝါဖြဲ့ရင်ကဲဒေါ်ဘူး ငွေအစိတ်ပေးပြီတော့ဒေါ်ပူကသွားလေးဖြီးအချင်းချင်းတွေပဲပြီးစီရဲ့အစိတ်ကတော့များတယ်တစ်ဆင်းလောက်ပဲယူပေါ့ဟုတ်ပြီလားဒီကမိခရတယ်လေဒါဆိုလဲကြွဲချက်နေရကြွဲတဝက်ကို အပြေအပြေမင်းမောက်ထုတ်လိုက်ပေါ့မိခလက်ထပ်သွားတဲ့အတွက်ဒေါ်ပူကမိခရဲ့လက်ကိုဆွဲပြီးအောင်မလေးမလောက်ပါနဲ့မဲမေးကြီးမရဲ့ဒီကလေးညီမလဲစိတ်ကြီးပဲရော့ငွေအစိတ် တော့ဘူအမိခါစီပတ်စံတွေလှမ်းပေးလိုက်တယ်။မိခါကပတ်စံတွေကိုယူပြီးတော့ပေစီလက်ထဲစီကိုထိုးထည့်ပေးလိုက်တယ်။ပေစီကငွေတွေကိုကြည့်ပြီးကြောက်အံ့အံ့ဖြစ်နေတယ်။အဲနောက်တော့ဦးသားအိမ်ကိုပြန်လာခဲ့ကြတယ်။ညနေစာစားတောက်ပြီးတဲ့အခါမှာတော့ဒေါ်နူကအကျွေးတွေပေးချရမယ်ဆိုပြီးအိမ်ကနေထွက်သွားတယ်။စိတ်တလုံးကလည်းစိတ်လေးတောက်ချင်လာတယ်ဆိုပြီးရွာထဲကိုထွက်သွားပြန်တယ်။အင်္ဂလိပ်ရဲ့အရှိမာတော့မိခါနဲ့ပေစီတို့နှစ်ဦးပဲကြံနေခဲ့တယ်။ ပေစီယာမိခထက်အသက်တစ်နှစ်ကျော်ခန့်ငယ်ရွယ်တယ်။ဒါနင်လောက်တော့မဟုတ်လားမိခ။ဟုတ်တယ်။ဒီမိမကြီးကို ကြည့်မရလို့မှတ်တော့တားလောက်အောင်လှုပ်ပစ်လိုက်တာ။ငါသိပြီးသားပါမိခရ။နင်ရောဦးကြီးစိတ်တလုံးရောအဆွတ်တက်တဲ့မှော်အတက်တွေကိုပါဆိုင်ထားတယ်ဆိုတာငါသိပြီးသားပါ။ဒါပေမဲ့နောက်ကိုဒီလိုမလုပ်ပါနဲ့ဟာ။ဘာဖြစ်လို့လဲပေစီ။ငါတော့ဒေါ်ဘူးတယောက်ဒီလိုပဲခံတဲ့နေလို့ယူဆတယ်။ ေစီကတပြည့်တစ်ချက်ချပြီးတော့သူများအောင်မော်ပြညာနဲ့ဖြုတ်စား၆စားနေမှာတော့မင်းတို့လည်းစုံနေနေဘယ်ကွာတော့ပါမလဲဟာဒီလိုလုပ်တာလူကောင်းတွေရဲ့လုပ်ရဖြစ်ပါမလားပေစီပြောလိုက်တဲ့အခါမိခတွေ့ဝေသွားခဲ့တယ်ဒီငွေအစိတ်ဆိုတာငါတို့သားအမိအတွက်တော့များပြားတဲ့ပမာဏဆိုတာငါသိပါတယ်မိခရာဒါပေမဲ့ဒီငွေတွေရလို့ငါမပြော့ဘူးဟာ သူများမျက်ရည်ပေါက်ကြီးငယ်ကြပြီးမှရတဲ့ငွေတွေကမတက်စင်ဘူးလို့ငါယူဆတယ်။ဒါဆိုတော့ဘုရားနင့်ကိုပြောဆိုနေပြီးတော့နင့်လိုအခါတွေကိုနှိမ်ပေးနေတာကရောတက်စင်တယ်လို့နေထက်လား။ပေစီဟာမိခါရဲ့အမေအတွက်အဖြစ်မရှိဘူး။ငါတော့ဒီလိုပဲဖြစ်တဲ့နယ်လို့ထင်တယ်။လောကမှာတက်စင်တဲ့ငွေဆိုတာရရှိလို့လား။လူတွေအကောင်လုံးကကို့အစမ်းစာကို့ရည်ချင်းနဲ့ငွေရှာနေကြတာပဲလေဟာအာနာရှိတဲ့လူကအာနာအတုံးချပြီးငွေရှာတယ ပညာရှိတဲ့လူကပညာကိုအသုံးချပြီးငွေရှာတယ်။လူဆိုတာကိုယ်ကသာများများရချင်ပေမဲ့သူများအောင်ဆိုအ ਨੇ ဆုံးပဲပေးချင်တတ်တာသဘာဝပဲမဟုတ်လား။ဒီတော့ငွေကြီးမှာတက်စင်နေဆိုတာမရှိဘူး။ဒီငွေကြီးတွေဆိုတာဖြစ်လာကြတဲ့ကငါတို့လူတွေကမတက်စင်ကြတော့တာကြပြီးဟ။ငါ့လိုပညာတွေကိုနင်းသာတက်ကြည့်ပါလား။နင်းရောဒီပညာတွေနဲ့ငွေမရှာဘူးလို့အာမခံနိုင်လား။နင်းစိတ်ဓာတ်တွေကအရင်ကြမ်းတမ်းနေမိကား။ ငါစိတ်ကျမ်းတာမဟုတ်ဘူးဒါပေမဲ့ငါစိတ်ကနင့်လိုစိတ်ကိုရင်မဆန်နာတော့တေးကြတယ်မိကစိတ်တူတူနဲ့အိမ်ထဲကိုလှမ်းဝင်လာခဲ့တယ်ညာနဲ့တော့ရွာအရှိပိုင်းကသခေါင်ချက်တူတန်းကိုကြားနေရတယ်မိကအိမ်နေရာကနေတက်တက်စိတ်ထလိုက်တယ်အိမ်နေရာထွက်ပြီးအိမ်ပြောက်ကြီးစီကိုသွားဖို့အတွက်ကွင်းကြီးကိုဖြတ်ဖို့ပြင်ဆင်လိုက်တယ်ဒီအချိန်ရထားလမ်းပေါ်ကလူဆက်ယောက်ကငါဆိုင်ငါဆိုင်နဲ့ရှောက်လာတော့ကိုတွေ့ရတယ်မိကကချုံကွယ်တစ်ခုမှပုံအောင်လိုက်ပြီး အဲ့ဒီလူတွေအမြင်အာရုံကနေပုံကွယ်နေလိုက်တယ်။ရောက်နေ။ရှင်းနာဆိုဒီကောင်လေးအိမ်ရောက်ပြီမဟုတ်လား။ဟုတ်တယ်။မြေထားလန်အစီအာကုန်းလေးပေါ်မှာသူတို့သားမိနေတဲ့တဲလီရှိရဲ့တဲ့။မင်းတို့တခါလဲမှားထားမယ်နော်။တနာတော်တွေဘာတွေငါမလို့ချင်ဘူး။ဒေါ်ပူကမှားထားတယ်မှတ်လား။သူတို့သားမိကိုငွေအစိမ့်နဲ့တက်အောင်ရိုက်ခဲ့တဲ့။ဒါမျိုးကတော့ကျုပ်တို့လည်းလက်ရည်သွေးချင်နေတာကြာပေါ့။သားမိနှစ်ယောက်လုံးကိုရိုက်မဲ့အပြင်အိမ်ကိုပါမင်းရှုပ်ပြစ်မယ်ဗျာ။ ဟာဒီလောက်တော့မလုံးနဲ့လေကွာသူတို့အိမ်လေးမိလောင်လို့ရွာလူတွေဝိုင်းလိုက်ငါတို့မိသွားမှာပေါ့ကွာပူစရာမလိုပါဘူးအဆွေရသူတို့တဲပုတ်လေးမိလောင်တာရွာအတိတဲ့အချိန်မှာပြာတော်ကြနေလောက်ရောပေါ့အေးမိပြောတာလည်းဟုတ်တယ်ကွာဘာပဲဖြစ်ဖြစ်တို့တွေလက်ဆန်းပြကြဆိုဟိတော့ဘူကငါတို့ပြိမိကမ်းမယ်လို့ပြောထားတယ်မဟုတ်လားလူမိုက်တွေရဲ့အတန်ကိုကြားလိုက်ရတော့မိခဒေါသထွက်သွားမိတယ် ဒါကြောင့်အင်္ဂလိပ်စီကိုအမျက်ပြတ်လာပြီးအင်္ဂလိပ်ကိုအတွေးစီအပြင်းစီချလို့ဖတ်ထားလိုက်တယ်။လူမိုက်တွေကကွေးမြေကြီးအတွင်လှက်ပတ်ရှာနေကြတယ်။မဟုတ်သေးပါဘူးကွာ။ဒေါ်ဖုပြောတော့ဒီနောက်မှာသူတို့ဒဲလီရှိနေစုပဲကွာ။ဟုတ်ပါအာစရိယာ။ရှာတာလဲနှံ့နေပြီးတော့ဘယ်ကိုရောက်သွားလဲမသိဘူး။လူမိုက်တစုအင်္ဂလိပ်ရဲ့တီနီယာကိုအတိအကျမသိတဲ့အတွက်ကွေးမြေကြီးအတွင်လှက်ပတ်ရှာနေတယ်။မိခါကလက်ကောက်ဝက်မှာဝင်ထားတဲ့ တန်ရွှေရှင်ကိုကြည့်။ကဲတန်ရွှေရှင်ဒီလူတွေအကြောင်းသိသွားအောင်ပြညာနည်းနည်းပြလိုက်စမ်း။တန်ရွှေရှင်ကဒီကောင်တကောင်တပွဲဖြစ်သွားပြီးတော့မြေကြီးပေါ်စီပြုတ်ကျလို့မြေအတွင်းထဲစီကိုတွန်းဝင်သွားလိမ့်တယ်။လူမတစုကဟိုဟိုဒီဒီရှောက်ဖွင့်နေတဲ့အချိန်မြေကြီးတုံ့လောက်သွားခဲ့တယ်။အဲနောက်မြေကြီးအတွင်းထဲကလူကြီးပေါက်လုံးလောက်ရှိတဲ့အကောင်ကြီးတစ်ကောင်တိုးထွက်လာခဲ့တယ်။အဲ့ဒီအကောင်ကြီးကိုမြေတွေ့တဲ့အခါမှာလူမတွေကကြောက်လန့်တကြားအော်ဟစ်လို့ထွက်ပြေးကြလိမ့်တယ်။ တန်ရွှေရှင်ကမိဘမရှက်တိုက်ပြီးအဲ့ဒီလူတွေရဲ့အနောက်ကိုလိုက်နေသေးတယ်။လူမိုက်တွေကပစိုးတော်မနိုင်တော့ပဲအသက်လူပြီးထွက်ပြေးကြတယ်။ကဲတန်ရွှေရှင်ပြန်လာခဲ့။မိခါခေါ်ဆိုလိုက်တဲ့အခါတန်ရွှေရှင်ကမြေအောက်ကိုတိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။အဲ့ဒီနောက်မှာတော့မိခါရဲ့ခြေတော်အနီးကနေငကိုအရွယ်အစအတိုင်းပေါ်ပေါက်လာလို့တော့မိခါကတန်ရွှေရှင်ကိုကောက်ယူပြီးလက်ပြောင်ဘုတ်ကိုတင်လိုက်ကဒီကောင်းလေးပြန်လာရင်ခောက်မယ်။ ငါမပြန်လာခင်အထိအိမ်လေးကိုဖွက်ခဲ့ဦးမှာပဲမိခအဲ့လိုရရုပ်ပြီးတော့တောအတွင်းထဲကိုဝင်လာခဲ့တယ်။အိမ်နဲ့ကြီးစီကိုမိခရောက်တဲ့အခါဥဆန်ပါအံ့ဩနေတယ်။မိခမိမိရဲ့အဆွက်နှွေကိုထုတ်ပေါ်ပြသလိုက်တဲ့အခါဥဆန်ပါကခေါင်းညိတ်ပြီးဒုရီယာအဆင်ကိုလည်းမင်းအောင်မြင်ခဲ့ပြီပဲ။တတရအဆင်ကတော့အမြင်အကြောင်းတွေတာမကစိတ်အာရုံခံစားမှုတွေကိုပါပိတ်လောက်ထဲချုပ်ထားနိုင်တဲ့တုဒ္ဒဝါပတိစီးချနေပဲ။ အကြောင်းလည်းစီချလို့ရတယ်။အမြင်ရောလည်းစီချလို့ရတယ်မဟုတ်ဘူးလားဆရာကြီး။အခုစီချနေရလိုအပ်သေးလို့လား။မင်းကတာမန်လူတွေရဲ့အကြအာယုံနဲ့အမြင်အာယုံကိုစီချပိတ်ပိတ်ထားလို့ရတယ်ဆိုပေမဲ့အကြောင်းမြင်ရနေတဲ့လူတွေစိတ်နဲ့ပဲကိုဖြည့်ကျက်တဲ့လူတွေနောက်ပြီးတော့စီချထားတာကိုမြင်နိုင်တဲ့ပညာသည်တွေရဲ့လက်ကနေမင်းမလွတ်မြောက်နိုင်သေးဘူးမိကဒီနေ့ကစိတ်အာယုံဖြည့်ကျက်တာတို့ကိုပါစီချပိတ်လောက်ထားနိုင်တယ် ဦးဆန်ပါမိခါကိုတင်ကြပေးလိုက်ပြီးတော့မိခါတယောက်အိမ်ကြီးပေါ်ကနေထွက်ခွာလာခဲ့တယ်။မိခါထွက်ခွာသွားတဲ့အခါမှာဦးဆန်ပါဒေါက်တော့ဘက်ကိုလှည့်ပြီးတော့မပုတ်ခမရကိုကြောက်ဖားပြောထားလေ။နှကင်းတောင်ကရက်ခညီနန်းကိုခမရမစစ်ခေါ်ရသေးဘူးလား။မင်းကြီးကဆရာကြီးခေါ်ခိုင်းကလေးကသူ့ကိုစစ်ခေါ်ပြီးသားပါ။သူ့ကလည်းလာမဲလို့ပြောပါတယ်။ဂျီနကောင်ကအဲ့လိုပဲအချင်းကိုမလေးစားအလောက်မတိကြတဲ့လူတွေ။ အခုထပ်ပြောလိုက်မင်းတက်ပြန်ညတော့ဒီကိုအရောက်လာရမယ်လို့မိခါဆိုတဲ့ကလေးမကိုတုတ်တေရှင်းလိုက်ရမယ်လို့ပြောလိုက် ဟုတ်ကဲ့ပါဆရာကြီးဒေါ်ဘုတ်ကဥဆံမပြောတဲ့အတိုင်းစာရက်တည့်ရပေါ်မှာခြိုက်ရေးလိုက်ပြီးနောက်အိမ်ခဲတစ်ခုအတွင်းထဲကိုဝင်လာခဲ့ပါတယ်ဇပွဲပေါ်မှာတင်ထားတဲ့လူရိုးကောင်းကြီးတစ်ခုရဲ့ဗစက်အတွင်းထဲစီအဲ့ဒီစာရွက်လက်ကိုထည့်ပြီးတော့အယိုးကောင်းကြီးရဲ့ငယ်တိတ်ပေါ်မှာဖျောင်းလိုက်တဲ့တိုင်ကိုထွန်းကြီးလိုက်လေ။မကင်းတောင်ကရက်ခညင်တောင်ကိုပြင့်ဖိတ်ပါတယ် ဆရာကြီးအမိန့်နဲ့အမြန်လာကြပါဒီကအယိုးကျကောင်းရဲ့ဟောင်းလောင်းကြီးဖြစ်နေတဲ့မျက်စိပေါက်တွေကအနေရင်းရဲ့မိတောက်ကြီးတွေတောက်လောင်ပြီးအယိုးကောင်းကြီးရဲ့ဗစက်ကနေလေဝူဝဝနဲ့အတန်ကြီးတွေထွက်ပေါ်လာခဲ့တယ်ဦးဇံပါအင်ငန်းကြီးအတွင်းထဲကိုဝင်လာခဲ့တယ်အင်ငန်းကြီးရဲ့အလဲမှာတော့ကျွန်းကရင်ကြီးတစ်လုံးရှိပြီးဂရင်ပေါ်မှာမင်းကလေးတူအိတ်မောကြနေတယ်ဦးဇံပါအဲ့ဒီမင်းကလေးရဲ့နဘေးမှာဝင်ထိုင်ပြီးတော့ မနဲ့ပြန်ဆိုရင်ကိုနဲ့ပြည့်ပြီပေါ့တမီးလေးရေကိုနဲ့ဆိုပေမဲ့အဖေအတွက်တော့မနစ်တနည်းရလို့ပါပဲမိန်းကလေးကကြောက်ရွံ့ကြီးတစ်ခုလာငြိမ်သက်နေတယ်ပရိသတ်များရှေ့အဝိဇ္ဇာတော်တောင်းတဲ့ကြွဲပြောက်တဲ့ညဇလန်းလေးကတော့ဒီလောက်ပါပဲနော်နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတည်ရှိတယ်လို့စာရေးစရာအကဆောင်လည်းကျေးဇူးထူးပဲတည်ရှိပါတယ်ရှေ့ဒီဇလန်းလေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ် ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစင်သာဝရပတ်စားနိုင်ကြပါစေရှင်။